။တရားဘဝတစ်ခုအဆုံးသတ်တော့မယ်။ကိုဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုံးကြတယ်ဆိုးတာတွေလည်းလုံးကြတယ်။နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆိုးတွေကိုလုခဲ့တဲ့အကောင်းဆိုးတွေကအရေးတစ်ဖွဲ့မိမိရဲ့စိတ်ကိုနှမိုးပြီးတော့ပေါ်လာတတ်တယ်။တတ်သိကြပါဖွယ် တရားမှုမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ကိုလုခဲ့တဲ့လောရတေဟာပြန်ပြီးတော့အိမ်မက်ထဲမှာလိုလိုတကယ်ပဲမြင်ရတာလိုလိုစိတ်အစဉ်မှာလွမ်းမိုးပြီးတော့ပေါ်လာလိမ့်မယ်အဲ့လိုလွမ်းမိုးပြီးတော့ပေါ်လာတတ်တာသုံးမျိုးရှိတယ်ပေါ့ကိုလုခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ ထိုကုသကံအကုသကံကိုလှုပ်တဲ့အချိန်လုံးကပတ်ဝန်းကျင်အခြေအနေတွေကတခုကတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အယိတ်နမိတ်တွေကြွတင်မြင်နေတာကတခုပေါ့သုံးဖို့ရှိအဲ့ဒါကိုကံကမ္မနမိတ်ကတိနမိတ်လို့ပြောတယ်တော့တေကဏီပုဂ္ဂိုလ်မှာဒီ ုံးမျိုးကပေါ်လာတတ်တယ်ပေါ့ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မဲ့စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုစိတ်အစဉ်ကိုလွှမ်းမိုးပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ်အဲ့ဒါလို့ပေါ်လာလဲဘယ်သူကြောင့်ပေါ်လာလို့ဆိုရင်ကံတရားရဲ့ဆိုင်တတိတွေကြောင့်မပေါ်တာပဲဘယ်သူကမှလာလုတ်ပေးတာမဟုတ်ဘူးကံတရားရဲ့ဆိုင်တတိနဲ့ စိတ်အစဉ်ထဲမှာဒါတွေလာပေါ်နေအဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥမာမယ်လူတယောက်ဟာစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတိုးနေတယ်စိတ်တွေဆိုးနေတယ်အရင်တော့ခံစားမှုမျိုးတွေခံစားနေရတယ်ဒါမျိုးဖြစ်လာတယ်အောင်ကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်ကကပ္ပဌာန်းထိုင်နေတဲ့ဘုရားကိုအာဝံပြုလို့ဆိုအဲ့ဒီအခြေအနေတွေလာပေါ်တာပဲ စိတ်စဉ်ထဲမှာအဲ့ဒီကံအာယုံပေါ်လာတတ်တယ်အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မမိတ်လို့ဆိုတဲ့အခြေအနေ conditions of karma ဒါတွေလည်းလာတယ်တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှင်ဘုရားကနေမှတရားထိုင်နေဆိုရင်ဘုရားရုပ်ွားတော်လေးပေါ်နေပဲဘုရားကိုစီပီးပန်းရေချမ်းနေစက္ကထာနာတွေပတ်ဝန်းကျင်အခြေအနေတွေအကုန်လုံး ိတ်ထဲမှာအိမ်မက်မက်တလို့လာပြီးတော့ပေါ်နေတတ်တယ်။အေးမကောင်းတာလှုပ်ထားတဲ့ပုံကိုကျတော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်။ဆိုပါစို့တရိစ္ဆာန်တွေကိုတတ်ဖြတ်နေတယ်ဆိုရင်ဩတရိစ္ဆာန်တွေကိုတတ်နေရသလိုဒေါသဖြစ်တယ်တရိစ္ဆာန်ကကိုယ်ရန်လှုပ်တယ်ကိုယ်ကတရိစ္ဆာန်ကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်ပေါ့။ပတ်ဝန်းကျင်အခြေအနေတွေအကုန်လာပေါ်တယ်။အဲ့ဒါကမ္မန္တမိတ်တွေပေါ်တယ်ခေါ်တယ် ကတိနမိတ်ဆိုတာကြတော့ပေါ်ပုံပေါ်နည်းတွေမျိုးမျိုးပေါ့သို့သောစာပေကျမ်းကမှာရေးထားတာကတော့လူပြည့်ပြန်ရောက်မဲ့ပုဂ္ဂိုလ်တယောက်ဟာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတစ်ခုပြောတဲ့သဘောတခြားနေ့နဲ့လည်းကတိနမိတ်ပေါ်တယ်လို့ပြောနိုင်တယ်အဲ့ဒီကတိနမိတ်ပေါ်တာပါလဲဆိုရင် ေကနေ့အချိန်မှာကုသကောင်းမှုလှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာတေငယ်ဇောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်သေးလို့လို့ဘာတွေပေါ်တတ်လို့လူပြည်ပြန်ရောက်မဲ့ပုဂ္ဂိုလ်ဟာမျိုးတစ်မျိုးရောက်သွားတယ်အိမ်တိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းကတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲနတ်ပြည်ကနတ်သားတွေကသူ့လာခေါ်နေကြတယ်ယထာကြီးနဲ့တင်းခေါ်သွားတယ်ဥယျာဉ်တွေဗိမာန်တွေလည်းသူရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ်လာတယ်ပေါ့ကိုရောက်မဲ့နေရာတွေကိုကြွတင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါကတိနိဗ္ဗာန်လို့ခေါ်တယ်တကယ်ကိုမြင်ရတဲ့ဂတိနိမိတ်ကလည်းရှိတတ်သေးတယ်ပေါ့ တမ္ပံပုဂ္ဂိုလ်တွေကတော့မမြင်ရဘူးအဲဒီဖြစ်ပုဂ္ဂိုလ်တွေကမမြင်ရဘူးအိတ်ကိုင်ကန်ရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာကတိနိမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့လိုမျိုးနဲ့ရှိတယ်ဓမ္မိကဥပဒကရဲ့ဝတ္ထုမှာဆိုရင်ဓမ္မိကဥပဒကကြီးကအကြည့်အကျယ်ယောဂဝိရဏဖြစ်ပြီးတော့တေဂန်ဒီဆက်ဆက်ရောက်နေတဲ့အချိန်မှာဂျန်နေပြင့်ပြီးတော့မဟာသတိပ္ပံတက်ကိုနားနေတယ် အဲ့ဒါလို့တရားနာနေတဲ့အချိန်မှာနတ်ပြည်6ထပ်ကနိုင်ရထားနေသူ့အိမ်ဝါရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ပုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်တော့ခုခေတ်ဆိုင်ကားသမားမြင်လဲသမားတွေလို့ဒီမှာခေါ်ကြတယ်ယထာစိတ်တို့အသင်မောစိတ်တို့အလူရဲ့အဲ့ဒါခေါ်တာလို့ပဲသူတို့ကခေါ်တဲ့အခါ ရဟဏိရဲ့မဟာသတိပ္ပံတို့ရွတ်တာကိုနားနေတဲ့တကကြီးကဘာပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူ့လားခေါ်နေတာအတန်နေလဲကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ရဟန်းတော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ဘူးရသွားကြတယ်အဲ့ဒီချိန်မှာသူကပြောသွားတယ်ပေါ့ ညာတော်တွေပြန်သွားတော့မှပြန်တတိယလာတဲ့အခါမိသားစုတွေကငိုနေကြတယ်။ဘာဖြစ်လို့ငိုနေကြလဲ။သူကပြန်လည်လာတော့မေး။ဟောခုနကအဖေပဲသံဃာတော်တွေပင့်တရားနာတာရပ်ပါအောင်ဆိုင်ပါအောင်ဆိုင်ပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွကုန်ပြီ။ဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့။လာပြီးတော့ခေါ်နေကြတာဟုတ်ပါ။နတ်ပြည်ကယထာတွေလာခေါ်တော့ဘယ်မှမမြင်ကြဘူးလားလို့ဆိုသူကမမြင်ဘူး။ သူ့အဖေကြောင်ကရမ်းနဲ့ပြောတယ်ပဲထင်ညာပေါ့အေးအဲ့ဒါလို့ဆိုရင်ငါငါမျက်စိကတေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတ်တီတံဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုံတကုံတောင်းပြီးတော့အဲ့ဒီတုတ်တီတံဘုံကနိုင်ထားလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတဲ့အဲ့ချာတထားကိုတော့မြင်အောင်ဩ အဲ့ဒါဆိုလို့ရှိရင်သူမျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေအထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်တသူကျဲဆိုတဲ့တကားကြီးရတယ်တရားမှုမှုအချိန်မှာအာလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာမာရီပြောတယ် ေးဒီဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမမြဲပါဘူးဒါလည်းပဲမခိုင်မာသေးပါဘူးမျက်ရှိတဲ့အရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်တယ်ဟောအဖေတေဂန်ဒီကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်ပဲတော့တေဂန်ဒီမှပြောရတယ်အဲ့ဒါပြောတယ်ဘေးကသူကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်တယ်အဲ့တော့တတိလဲလာတဲ့အခါပြန်ပြီးတော့မပြစ်လို့အဲ့ဒါပြောတာတော့ ဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ကာနမှာလာတယ်နတ်တွေလာတယ်လာပြီးတဲ့အခါနတ်တွေကပြောတာအဲတထေးစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံမှာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွန်လိုက်အဲ့ဒီနတ်ပြည်ကိုရောက်လာမှာအဲ့လိုလားလားပြောကြတာလားလားပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးသာဝရဘုံမဟုတ်ပါဘူးလေ ဘာကပြောတာတဲ့သူတို့နဲ့စကားပြောနေတာတော့ဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဟောအဲ့တော့ဂတိနမိတ်ထင်ပုံထင်နည်းတွေကတော့အများကြီးပဲဒီငရဲကြမဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲမီးတွေထင်တတ်တယ်ခွင်းနဲ့ကြီးတွေထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခေါ်သွားတာတို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မို့လို့ ေးမျက်လုံးကြီးပြူးပြီးတော့ယုံကံပြီးသိသွားရင်တော့သိကြတာပဲအဲ့ဒါသူ့လာဆွဲခေါ်နေလို့သူလက်နဲ့သဘောပေါ့နော်အဲ့ဒီလိုတေကန်ဒီအချိန်မှာဆိုလို့ရှိရင်လူတွေကအမျိုးမျိုးဘယ်နှစ်တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတစ်ယောက်ကသူကနတ်စ်မှာဆေးဦးကြီးတွေမှာတေကန်ဒီ ခြေနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောင်ရတဲ့ nurse အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးဆုံးမြင်မှုတွေတချို့လူတွေကရုန်းကန်ပြီးတော့တည်သွားတယ်တချို့လူတွေကပြန်လေတိုက်ခိုက်ပြီးတော့တည်သွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့တည်သွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့တည်သွားတဲ့လူတချို့လူတွေကျတော့ပြုံးပြုံးကလေးနဲ့တည်သွားတာဟ လူမျိုးစုံသေးတာတွေကိုသူကအနိကပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လဲလို့ပေးဘူးတယ်ရဘုရမသာတရားတော်ရကြတော့ခုနပြောတယ်ကံကမ္မနဝိကတိနဝိတိတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေဟာပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံတာခံတာပေါ့